ဒီကစ်ပေးမင်းသမီးကိုဝိုင်းဆိုင်လူတွေကဝိုင်းဆိုင်လို့ဆိုပြီးတော့ဒီရဲ့ဒရိုင်တိုင်ရနေပြီးမချိန်မနှက်ဖြစ်တာမချိန်မနှက်ဖြစ်ပြီးတဲ့ခါကျတော့ကစ်ပေးမင်းသမီးဘက်ကနေနာလို့ဆိုပြီးတော့ तू ကမင်းသားပေါ်မှာမချိန်နှက်တဲ့ဓာတ်ခံလည်းရှိနေတာရှိနေတဲ့ခါကျတော့ဒရိုင်တိုင်ရနေပြီးတော့ဝင်ပြောတာအလုံးမဲမင်္ဂလာပါရှင်ဇင်လေးရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုဇင်လေးတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့အမိုင်နဲ့ဒီဒရိုင်တာတယောက်ကနော်ဒီပွဲကိုလွတ်သွားတဲ့သူတွေရှိလားနော်ရှိရဆိုလို့ရှင်နော်ဒီအကူတယောက်ကပြန်ပြီးတော့ဒါရှင်းပြပေးလာတဲ့ဗီဒီယိုဖိုင်လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင် ကဲဆက်စုံမှာဘလို့လာမင်းသားနဲ့ဒါရိုက်တာနဲ့ပွဲအစလဲဆုံး recap ပြန်လုပ်ပေးသွားမယ်เนาะကျွန်တော်လည်းစိုက်တဲ့နေရာမှာစိုက်တယ်လို့ဒါနေရာယူလိုက်တော့เนาะဘာလို့လဲဆိုတော့အကြံဉာဏ်လေးပဲပြောမယ်လူတိုင်းဒီပါလဲတည်ပြီးသားပဲဖြစ်မယ်လို့ထင်တယ်ပြီးတဲ့ခါကျဒီဗီဒီယိုမှာဆိုလို့ရှိရင်ကို့မှာဒီကိုကဘူးလီလောက်ခံရတယ်လို့ကိုကိုကိုထင်တယ်ဆိုလို့ရှိရင်အစကတည်းကဘလို့ဖြည့်ရှင်းတင်တယ်လဲပေါ့เนาะပြီးတဲ့ခါကျတော့ကို့လူတွေရဲ့ဘဝမှာမပေါင်းတင်မပေါင်းအပ်တဲ့သူမျိုး အာကျုပ်ရဲ့အထင်မြင်ယူဆချက်ကိုရှင်တို့ပြောပြသွားပေးမယ်ပေါ့နော်အဲ့တော့ပွဲအစားလည်းအဆောင် recap ကိုပြောသွားပေးမယ်နော်နံပါတ်1ရှင်တို့သိထားပါဘာကျုပ်ဒီနော်ဘသူရဲ့ fan မှမဟုတ်ဘသူ့အမှလည်းနှစ်သက်လို့ဘသူ့အမှလည်းအားပေးလို့ဘသူ့ဘက်ကမှလိုက်ပြီးတော့ပြောတာမဟုတ်ဘူးဒီရဲ့ဒီဖြစ်လာတဲ့ပြဿနာဒီမျက်ရောင်ဖြစ်တဲ့ပြဿနာပေါ်မှာလေအခြေအနေတွေကိုသုံးသပ်ပြီးတဲ့အခါကျတော့ဒီပြဿနာတစ်ခုလည်းပေါ်မှာပဲပြောရအောင်နော်ခြားကိစ္စတွေကျုပ်ကိုစွဲမထင်တဲ့နော် ကဲအဲ့ဒီတော့တက်တနာရဲ့အဓိကပထမဆုံးအစတဲ့အကြောင်းရင်းကကျတော့ kiss baby တွေပါနေစမင်းသားရည်သားနောက်ထပ်တစ်ယောက်ရသွားတဲ့အချိန်မှာပေါ့နော်ဂျားထဲမှာဘသူလဲဆိုတာမသိလားမသိလိုက်တဲ့ခါကျ kiss face ဆိုတဲ့ဗီဒီယိုကြီးကပေါ်လာတဲ့အချိန်မှာဂျားထဲကဒုတိယမြောက်ရည်သားဘသူလဲဆိုတဲ့ဟာအဲ့ဒါပေါ်လာတာပေါ့နော် ပေါ်လာပြီးတဲ့ခါကျမှအဲ့ဒီ အဲ့ဒီကက်စပေးမင်းသမီးကိုဝိုင်းဆိုင်လူရဝိုင်းဆိုင်လို့ဆိုပြီးတော့ဒီရဲ့ဒရိုက်တာရနေပြီးမကျေမနပ်ဖြစ်တာမကျေမနပ်ဖြစ်ပြီးတဲ့ခါကျတော့ကက်စပေးမင်းသမီးဘက်ကနေနာလို့ဆိုပြီးတော့ तू ကမင်းသားပေါ်မှာမကျေနပ်တဲ့တက်ခံလည်းရှိနေတာရှိနေတဲ့ခါကျတော့ဒရိုက်တာရနေပြီးတော့ဝင်ပြောတာဝင်ပြောတဲ့အချိန်မှာလဲဒီရဲ့တက်တနာကိုဖြည့်ဆင်းပေးတာမျိုးမဟုတ်ဖဲပြောပြပေးတာမျိုးမဟုတ်ဖဲနဲ့ तू မကျေနပ်တဲ့ဟာတွေသူ့ဘာသူအကုန်လုံးကိုထည့်ပြောသွားတာအဲ့ဒီခါကျတော့ဒီမင်းသမီးနဲ့ဆိုလို့ရှိရင်လည်းဘလို့ဘလို့တွေဘလို့သူတို့ရှုတင်မှာဘလို့တွေဖြစ်ခဲ့ပါလဲဆိုတဲ့ဟာတွေကိုပြောတာပြောတယ်ဆိုလို့ရှိရင်လည်းလူတွေသိတယ်ဆိုပြီးတော့ပဲတခြားသူတွေနဲ့လုံးကျိတ်ပြီးတော့တက်တည်ထူတာသူ့မှာခိုင်မာတဲ့တိကျအသက်တည်အတိအကျထောက်ထားမရှိဘူး ပေါ့နော်မရှိတဲ့ခါကျဘိုင်နိုင်နေတက်ပြီးတော့ပြောရတယ်ဒါပေမဲ့သူ့လက်ထက်မှာလည်းလက်စုပ်လက်ကင်လည်းမရှိဘူးပေါ့နော်အဲ့ဒါနံပါတ်1တစ်ချက်အဲ့ဒီလူတက်တဲ့ချီထပ်ပြီးတော့သူကထပ်ပြောတယ်ပြောတဲ့ခါကျရုပ်ရှင်နိုင်တဲ့ကိစ္စတွေကိုပြောတယ်ပြောပြီးတဲ့ခါကျတော့အာနောက်တစ်ခုကကျတော့တချင်းနဲ့ရုပ်ရှင်နဲ့လုံတဲ့ကိစ္စအဲ့လားပြတဲ့ခါကျမင်းသားကစင်းပြီးတော့ဘသူ့အပိုင်းလိုက်တာလဲဘဝအပိုင်းလိုက်တာလဲလမ်းမှာစစ်စေးကိတ်တွေဘာညာအဲ့လိုမျိုးတွေဖြစ်တဲ့ပြဿနာတွေကိုဆိုပြီးတော့လဲပြောတယ်ပြောတဲ့ခါကျအဲ့ချိန်မှာလူလူတွေကလည်းတစ်ခါနဲ့နှစ်ခါဆိုတဲ့ခါကျမင်းသားဘက်ကလည်းတင်းနေလောက်တယ်နော်တင်းနေပြီးတဲ့အချိန်မှာမင်းသားကအဲ့ကိစ္စကိုဖြေရှင်းဖို့လို့ဆိုပြီးတော့နော် မင်းသားအဲ့ကိစ္စကိုဖြေရှင်းဖို့လုပ်ဆိုပြီးတော့သူ့ကို YouTube channel ကနေပြီးတော့ဆက်သွယ်တယ်။အဲ့ဒီချိန်မှာ तू က reply မလုပ်ဘူး။တကယ်လို့သူ့စိတ်ထဲမှာမကျေနပ်ဘူးဒီမင်းသားကမှဒီလိုမျိုးပြောချင်တယ်ဆိုလို့ရှိရင်သူများကိုနောက်ကွယ်မှာအောက်ဖဲမလန်တင်ဘူးပေါ့နော်။မင်းသားဆက်သွယ်လာရဲဆိုလို့ရှိရင် သူ့ကိုတူတူတန်တန်ပြောနေတဲ့အချိန်မှာဆိုလို့ရှိရင်အဲ့လိုမျိုးပြောလိုက်ပါတော့ပြောပြီးတဲ့အခါကျဒီကိစ္စရဲ့ဒီလိုဒီလိုဖြစ်တယ်ဒီလိုဒီလိုမကျေနပ်ဘူးဆိုတာကိုယ့်ရဲ့မကျေနပ်တဲ့ဟာတွေကိုလည်းပြောလိုက်အဲ့လိုမျိုးဆိုလို့ရှိရင်စုံမကျန်တယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးအဲ့လိုမျိုးတော့မလုံးနဲ့ကွဲပါညာလို့ပြောလိုက်ဟုတ်ကဲ့နော်ယောက်ျားအချင်းတွေပဲနော်တဲမီပြီးတော့တင်းရှင်းလိုက်ပေါ့အခုတော့မဟုတ်လိုင်းပေါ်ကနေပြီးတော့နော်တောင်းတင်မြောက်တင်နေနော်စိန်ခေါ်နေလိုက်ကြရရှာတချင်းတင်လိုက်တယ်ပေါ့နော်တင်လိုက်ပြီးတဲ့အခါကျဒီတချင်းဒီတချင်းနဲ့မှဒီလိုဒီလိုတွေပေါ့နော်သူ့ရဲ့အချက်တွေဥပမာသူ့ဒီပတ်စံကိုလိန်သွားပါတယ်ဘာညာပြီးသွားတယ်ပေါ့အဲ့တချင်းရှင်တို့ဖာရှင်တို့သွားပြီးတော့နားထောင်ကြည့်လိုက် ဒီအဲ့တချင်ကိုတင်ပြီးတဲ့ခါမှာသူ့ဘက်ကလည်းထပ်ပြီးတော့ဒီဗီဒီယိုတွေတင်လာတယ်။တင်လာတဲ့ခါမှာဆိုလို့ရှိရင်ရင်းဒီဗီဒီယိုကမိနစ်50တောင်ကြာတယ်။မိနစ်50တောင်ကြာတဲ့ခါကျတော့လည်းနားထောင်တာပေါ့နော်။နားထောင်ပြီးတဲ့ခါကျတော့တက်တနာကသူတို့နှစ်ယောက်ရဲ့တက်တနာဖြစ်သွားပြီ။ဒါပထမတော့ကမင်းသမီးနဲ့ဖြစ်တယ်။မင်းသမီးဘက်ကနားလို့ तू ကဝင်ပြောတယ်ဆိုတော့မင်းသားနဲ့မင်းသမီးနဲ့ပေါ့နော်။မင်းသားနဲ့မင်းသမီးမှာမင်းသမီးဘက်ကနေနားလို့ तू ကဝင်ပြောတယ်။ဒါပေမဲ့ဒုတိယကြီးထပ်ပြောတာမင်းသားနဲ့ဒရိုက်တာရဲ့တက်တနာဖြစ်သွားတယ်။ဒါပေမဲ့အဲ့မှာကြောက်ဖို့ကောင်းတာတကူကဘာလဲဆိုတဲ့ခါကျတော့ သူတို့ရဲ့ပြဿနာကြီးကိုမပြောဘဲနဲ့เนาะသူတို့နှစ်ယောက်ရဲ့ဖြစ်တဲ့ပြဿနာကြီးကိုမပြောဘဲနဲ့တခြားမှာဆိုလို့ရှိရင်သူ့ရဲ့တည်င်းကိုဥပမာ ID စစ်စစ်ရေးဂိတ်နဲ့ဖြစ်တဲ့ပြဿနာမှာဆိုလို့ရှိရင်ဘယ်မင်းသမီးကပြောတာပြီးကြတဲ့ခါကျတော့ပကံမှာဒီလာပြီးတော့ပြောတဲ့ချိန်မှာမင်းသမီးကဘလို့ဖြစ်နေလို့ तू ကဘာမလုပ်ရလို့အဲ့လိုမျိုးတွေပြောတာတွေနဲ့နေ့လေအားပြီးခါကျတော့မှာဆိုလို့ရှိရင် तू ကသူ့ကို तू ကောင်းနေဆိုတဲ့ဟာကိုတတ်သိထူခြင်းတဲ့ခါကျတော့ဘယ်မင်းသမီးဆိုလို့ရှိရင်လည်း မင်းမျိုးမှာပေါ့နော်သူ့ကိုဘလုံးတောင်ထိုင်ကြတော့သူ့ရဲ့ဒီဟာပေါ့နော်ပြီးကြတဲ့ခါကျတော့နောက်တစ်ခါကျတော့နောက်တစ်ခါကျတော့ကလောမှာဆိုလို့ရှိရင်သူ့ဟိုတယ်ထဲကမင်းသမီးတယောက်ဝင်လာတဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတဲ့ခါကျအဲ့ဒီမင်းသမီးရဲ့နာမည်လေးကိုများအမလီပြောလိုက်မလားပြောလိုက်မလားဆိုပြီးချက်ပြီးတော့ကို့မှာတမှာစက်သိန်းနေထားပြီးတော့နားထောင်နေတယ်နော်ဆက်စုခြင်းလို့သာဆက်ပြီးတော့နားထောင်လာတယ်ကို့မှာတော့လို့ရင်းတမမနဲ့တော့အေးသူမျိုးဘလူးနာမည်ကြီးကိုများပြောလိုက်မှလည်းဆိုအခုဆိုလို့ရှိရင်မင်းသမီးနှစ်လက်ကဂျားလေးအချောင်ထပ်ပါလာပြန်ရောထပ်ပါလာပြီးတဲ့ခါကျမင်းသမီးတွေက အဲ့လိုဓာရရအချောင်ပေါ့ကွယ်သူများကိုတိတ်ခါကြတိတ်ခါကြတဲ့ခါမှာသူပြောတဲ့စကားကဒီမင်းသားနဲ့ပတ်သက်လို့ဒီမင်းသမီးကတိတ်ခါကြရတယ်ဆိုတဲ့ဟာမျိုးသူ့ကိုသူပြောသွားတာလောက်ရတဲ့ခါကြဒီကိစ္စမှာမင်းသားမှန်တယ်သူမှန်တယ်ဘယ်သူမှန်တယ်လို့မှမပြောဘူးနော်မင်းသားလည်းသူ့လောက်ခဲ့တာဖြစ်ချင်လဲဖြစ်လိမ့်မယ်မဖြစ်ချင်လဲမဖြစ်လိမ့်ဘူးဒါမဲ့စကားကဟုတ်လို့ပေါ့ဟုတ်လို့ဟုတ်လို့ဟုတ်လို့ကြောက်ပုတ်လို့ပေါ့အဲ့လိုမျိုးနေပဲဖြစ်ရင်ပြောချင်လဲပြောမပြောချင်လဲနေဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဒီရဲ့ဒရိုက်တာရဲ့ရှီမှာ တသိအတိအကျခိုင်ထားတာမရှိဘူး။ခိုင်ထားတာမရှိဘူးဆိုလို့ရှိရင်သူများရဲ့နာမည်တွေကိုဘယ်နိုင်ငံမှာရောက်နေနေရောက်မရောက်မနေနေသူများရဲ့နာမည်တွေကိုဘိုင်နေတက်ပြီးတော့အဲ့လိုပြောလို့မရဘူးလေ။ ကိုမကျေနပ်ဘူးเนาะမကျေနပ်ဘူးဆိုလို့ရှိရင်မကျေနပ်တဲ့ဟာကိုရှင်ဟိုလူကိုဆွဲထည့်ပြီးဒီအစာထဲမှာဘလို့တွက်လိုက်ဒီလူကိုရှင်ဆွဲထည့်ပြီးဒီအစာထဲမှာဒီလူတွက်လိုက်တယ်ဟုတ်ပါเนาะ traitor တယောက်ဖြစ်ပြီးတော့သူပြောတဲ့စကားတွေကတော်တော်လုံးလုံးနဲ့ရှင်ဟုတ်ကဲ့ကိစ္စတွေဟုတ်ချင်တာဟုတ်လိမ့်မယ်မဟုတ်ချင်တာမဟုတ်မဟုတ်လေပေါ့เนาะတခြားမင်းသားမင်းသမီးတွေရဲ့အကြောင်းတွေလည်းသူပြောထားရည်လည်းအကုန်အများကြီးပါတယ်ဟုတ်တယ်လားဟုတ်လိမ့်မယ်မဟုတ်ရင်လည်းမဟုတ်လေဒါတွေကကြောင့်သူပြောပြလို့ကိုတွေသိရတယ်ဆိုပေသည့်เนาะအဲ့ဒီအကြောင်းတွေကိုသူပြောလို့လို့သူပြောလို့လို့ပဲ ပြန်ပြောလို့ရတာလေတိလာကိုရီးယားခါကြတော့အဲ့ကြတော့သူဒီခုနကဒီ YouTube မှာသူ့ကိုလက် message ဒီမင်းသား message လာပို့တယ်ဆိုတော့ဟိုကသူများကိုဘိုင်နေတက်ပြီးတော့ပြောတဲ့အချိန်မှာမဖြေရှင်းချင်ဘူးဒီဟာကိုတသက်နာအောင်ထပ်မရှုပ်ချင်ဘူးဆိုသူများကိုဘိုင်နေတက်ပြီးတော့ပြောလို့မရတော့အဲ့မှာဆိုလို့ချင်းဒီမင်းသားရဲ့နာမည်ကိုမပါအောင်လို့ပြောလေကိုမင်းသားအမှန်မှာဆို message လာပို့တဲ့အချိန်မှာမပြန်တဲ့ခါကျတော့ဘယ်သူမှသွားလဲအမှန်မှာမှန်တယ်သူမှန်နေတယ်ဆိုလို့ချင်းဒါမှသူကဒီတစ်ချက်နဲ့တင်ကိုမှားတယ်ပေါ့နော်တို့စိတ်ထဲမှာခံယူရလာအောင်ပြောပြနောက်တစ်ခုကကျတော့ ဒီမင်းသားသူ့တချင်းထွက်လာတဲ့အချိန်မှာဒီဟာဖဲ့ဆိုပြီးဖို့ထားလိုက်တာတော့သူ့ရဲ့စီးပွားရေးဈေးကွက်လည်းဖြစ်ချင်လည်းဖြစ်လိမ့်မယ်ပေါ့နော်ဒါတော့ဒုံလည်းသိချာတော့မသိမင်းသားကလည်းဒီချိန်မှာပြောတာပြောတဲ့အတန်းရှင်းရဲ့ရည်ရွယ်ချက်ကလည်းဘာလည်းမသိပေါ့နော်အဲ့ဒီဟာမှာတော့ကိုယ်တွေလည်းဘာမှမပြောလို့နောက်တစ်ခုကကြတော့ဘာလဲဆိုတဲ့အခါကျတော့ကိုကိုကိုဘူးလီလောက်တယ်လို့ခံရတယ်ဆိုဥပမာအလုတ်တီထဲမှာဘာတွေထဲမှာပေါ့နော်ဘာလည်းမှာဘလို့ခံရလဲဆိုဥပမာအလုတ်တစ်ခုမှာနင့်ကိုဒါလုတ်ဒါလုတ်ဆိုပြခါကြသူများအလုတ်တွေပါကိုယ်ကိုလာခိုင်းနေဆိုလို့ရှိရင်မကျေနပ်ဘူးဆိုလို့ရှိရင်အဲ့ဒီမကျေနပ်တဲ့အချိန်မှာပဲဒယ်ရှင်းရတယ် ်ဒဲရှင်းနဲ့ကိုမကျင့်တော့ဒါမလောက်ချင်တော့ဘူးဆိုလို့ရှိရင်မလောက်မလောက်ဖဲနဲ့မလောက်မလောက်ချင်ဘူးဆိုတဲ့အကြောင်းပြရတယ်ကိုကပြုံပုံပြုံပြုံနဲ့ရှေ့မှာကြတော့ဒီဟာကိုလောက်ချင်နေတဲ့ပုံစံမျိုးနဲ့ဆိုကို့လူတွေကလည်းလာခိုင်းမှာအဲ့ဒါပြီးတော့ကိုရကြမှာကြာအတင်းကြောလို့မရမလောက်ချင်ဘူးမလောက်နိုင်ဘူးဆိုမလောက်နိုင်တဲ့အကြောင်းဒဲပဲပြောရတယ်အဲ့ဒါကလေတိကိုတိထားမှာနောက်တစ်ခုကကြတော့သူများကိုခြုံလှန်ပြီးရခါကြတော့လေ ဒီလိုမျိုးကိုနှစ်ယောက်ဖြစ်တဲ့ပြဿနာပေါ့နော်ဥပမာရှင်နဲ့ကျုံနဲ့ပဲဖြစ်တဲ့ထားလိုက်တော့ဆက်စုံမှာပို့လို့ရှင်ဒါန်းရှင်ဆိုရှင်ကိုပဲပြောလို့ရတယ်ရှင်လင်မကောင်းရှင်သားသမီးမကောင်းဆိုပြီးစွဲထည့်လို့မရနော်ချီလောက်မကောင်းချီမလမမကောင်းလမပဲရှင်ဥပမာဒီနေရာမှာဒီတငယ်ချင်းတစ်ယောက်ကရှင်ရဲ့အကြောင်းသူ့စီမှာတွားပြောထားတယ်ဆိုဒီတငယ်ချင်းကဒီလိုပြောပါတယ်ဆိုလို့ရှင်အဲ့ဒါဒီတငယ်ချင်းပေါ်မှာတစ္ဆာဖောက်ပြီးကိုကိုလာပြောထားတဲ့လူစီမှာတစ္ဆာဖောက်ပြီးတော့သူများနောက်ကျောင်းကိုဒါန်းနဲ့ထိုးတာကိုပြဿနာဖြစ်တဲ့လူကဒီနေရာဒီလူကအသက်လို့နောက်ကျောင်းကိုဒါန်းနဲ့ထိုးခံရတာဆိုတော့အဲ့လိုမျိုး ပြောထားတယ်လေအမှန်နေတယ်ဆိုလို့ရှိရင်ဒါမှလေကိုကလုံးဝကိုမထက်မပြောင်းဒါလူကျင်ဖို့လူစီကံလုတ်အပ်တဲ့ပဲဒီအချိန်မှာ तू ကသူ့နံလို့ပေါ့နော် तू ဘလောက်ပဲချိန်ပြောင်းနေချိန်ပြောင်းနေဒါပေမဲ့ तू ကလူရဲ့စီလူကျင်ဖို့တေကိုဖောက်ဖျက်လိုက်တာလို့လူမြင်ပြက်ခါကြလေအဲ့မှာအော်အဲ့လိုကိုကိုမှလို့ तू လိုတငယ်ချင်းများလို့ရှိထားမိတယ်ဆိုလို့ရှိရင်လို့ဘလောက်တောင်မှလို့ ဟိုညတော့မခေါင်းကြအောင်မအိပ်ရမလဲမသိဘူးလို့ဘာဖြစ်လို့လဲဆိုတဲ့ခါကျအခုဆိုလို့ရှင် तू ကဘယ်သူကတော့ဘယ်တော့မှဘယ်လိုပြောထားလို့ဘယ်သူကတော့ဘယ်လိုပြောထားလို့ဆိုပြီးပြောထားတဲ့လူတွေရောနံပါတ်တွေတက်ပြီးတော့အကောင်လုံးတွေကိုထည့်ပြီးတော့လေပြောချတာလေသိလားအဲ့ဒါကြတော့တကယ်ကိုမလုတ်တဲ့အလုပ်လေကိုကျင်းတဲ့တုံးကိုလုတ်ချင်တော့မှကြတော့လုတ်နေခဲ့ပြီးတော့ဒီလုတ်တစ်ခုတော့ကိုကျင်းတဲ့လို့ကိုလုံလို့လုတ်နေခဲ့ပြီးတော့ကိုမလုတ်ချင်တော့ဆိုမှမစားတဲ့အမဲကိုတဲနေပတ်လို့မရအောင်ဒီငယ်ငယ်ကတင်ရတဲ့စာထဲမှာပါတယ်လို့ပဲမြေခွေနဲ့စပြက်တီးလိုမျိုးလေကိုခုံပြီးတော့လှမ်းလို့ ခုံခုံပြီးတော့လှမ်းလို့ဒီရက်တပည့်တီကိုကိုစ조사လို့ကိုမိနိုင်မယ်ထင်လို့လှမ်းခဲ့ပြီမယ်တပည့်တီကိုမရတဲ့အချိန်မှာဒီတပည့်တီကိုမစားဘူးပဲနဲ့ချင်းနဲ့ချင်းနဲ့လို့ပြောလို့မရအောင်ဒါအဲကြောင့်မို့သူတီမှားချင်မှာမှားလိုက်မယ်နော်ဒီမင်းသားတီမှားလိုက်မယ်ဒါပေမဲ့တက်တနာကိုသူတို့နှစ်ယောက်ထဲပဲဖြည့်ရှင်းတဲ့နဲ့အခုချိန်မှာမင်းသားမှားတာကိုပြောရင်းပြောရင်းနဲ့တခြားသူတွေကနောက်ကျတော့ဒါနဲ့ထုံခံရပြီတဲ့ခါကြောင့်တခြားသူတွေကပါပြတဲ့ခါကျတော့သူတို့ဘဝဘယ်လိုလုပ်ရက်တည်မလဲစဉ်းစားကြည့်အောင်လေ ကိုနဲ့မဆိုင်ကိုမကျင်တော့ဒီမင်းသားကိုပြောချင်တယ်ဆိုလို့ရှိရင် YouTube မှာ message ပို့ပေးရကြည့်ပဲ။ tension ရမှာအဲ့ဒါကိုပြောတာအဲ့တော့ရှင်တို့ဘက်ကလည်းဘလို့အမြင်တော့ကိုကကိုပဲမှန်သွားကြတော့ကျုံနဲ့အမြင်မတူးဆိုလဲလာမစဲကြနိုင်အောင်เนาะဒါ တော်သေးရနော်မထတ်တောင်မှသူနဲ့စောစောစီစီနော်ဒါလမ်းခွဲလိုက်လို့ရှင့်ဂျားရဲကနော်မမနန်းစုကိုလည်းနော်ဒါတနာရင်ရှင့်ဘာဖြစ်လို့လဲဆိုတော့နော်ဒီ trader နဲ့နော်ဒီကိုလွမ်းပိုင်တို့ဖြစ်တဲ့ထဲမှာနော်သူကမစီမဆိုင်သူပါဂျောင်းဝင်သွားတာဆိုတော့လေနော်တကယ်တမ်းဒီ trader တယောက်ကလည်းမပြောသင့်ဘူးလေနော် main ကလေးတယောက်ရဲ့အိမ်တွေသိခါရရှိသေးတယ်သူရဲ့ဂုံသိခါလည်းရှိသေးတယ်လေနော်ဒီမမနန်းစုဆိုလို့ရှင့်လည်းနော်သူရဲ့မိသားစုပတ်ဝန်းကျင်နေရှိမယ်နော်အဲ့ဒီပတ်ဝန်းကျင်နေကြတဲ့မှာသူဘယ်လိုမျိုးမျက်နှာပြရမလဲနော်သူရဲ့လုပ်ရက်တွေကြောင့်ကြားကြီးဖြစ်ပြီးတော့နော်အောက်ဖဲလန်နေတော်တော်လေး ုရှက်ဖို့ကောင်းပါရှင်ကျမဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိလိုက်ပါကြည့်ရှုပြရတော့အားလုံးကျေးဇူးများရဲ့ကျမရှင်နောက်ထပ်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်